ရှိသည့်ရှိတတ်တဲ့ဒူးဤဖြစ်ပေါ်လာစေဖို့မိမိနိုင်ငံနဲ့ကပ်ရည်တဲ့ဒူးဤမူဝါဒကိုရည်စွဲချမှတ်ပြီးရိုးစက်တစ်ခုလုံးတစ်ခုစာကြိုတင်မျှော်လင့်ကပြည်စင်စာသွားကြဖို့လည်းလိုအပ်ပါတယ်။ဒီလိုညွညွပြီးဒါယဝပြောတဲ့ကွန်ပျူတာတက်တဲ့ခိမိနိုင်ငံတော်ကြီးတိဆောက်နိုင်ဖို့နိုင်ငံကောင်းဆောင်ပြီးဘဝရချက်ပါသူတွေလူမှုအဖွဲ့အစည်းတွေနဲ့နိုင်ငံသူနိုင်ငံသားတွေအတူတူကလက်တွဲညီညီကြိုးပမ်းရပဲလုပ်ငန်းစဉ်အစအပြည့် တက်မှတ်ဆောင်ရွက်ကြမှာလည်းဖြစ်ပါလေကျွန်တော်နိုင်ငံရဲ့လူ့ရေးဖွဲ့စည်းမှုနဲ့အညီရေရေနဲ့တဘောအရေးမြင့်တွေကိုအကျိုးရှိရှိမျှတစွာအသုံးပြုနိုင်အောင်စီမံပေးကြပါဒီနေ့ကျောင်းသင်ကားစာမှာရှိနေကြတဲ့ကလေးကိုင်းကမြန်မာနိုင်ငံရဲ့အနာဂတ်ကိုပထုပခုံးပြောင်းပေါ်ဆောင်မဲ့အသိပညာရှင်တဲ့ပညာရှင်အဖြစ်မှတ်ယူပြီးပညာရေးကိုမြင့်တင်ပေးကြပါလို့မှာကြလို့ပါတယ် ဒီကုတ်ချုပ်နေနဲ့2024ခုနှစ်လူဦးရေနဲ့အိမ်ကြားရသကောင်စင်ရတတ်တွေကိုမူဝါဒအစီအမံခန့်ရေးဆွဲချမှတ်သူတွေအချက်အလက်အသုံးပြုတွေအားလုံးအကျိုးရှိရှိအသုံးပြုနိုင်ဖို့ရည်ရွယ်ထုတ်ပြန်ပါကြောင်းဂွေဝမျက်ဝမ်းမြောက်စွာကြေညာပါရခင်ဗျာ 2024ခုနှစ်တကောင်စရင်အချက်လက်များအရမိမိတို့နိုင်ငံ၏လူဦးရေသည်ဆယ်စုနှစ်များအတွင်းပထမဆုံးအကြိမ်ဖြစ်အနည်းငယ်လျှော့ချခြင်းကိုတွေ့ရှိရကြောင်းယာယီသမရဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ပြောကြားပြီးပတ်ရွှေ့ပြောင်းခြင်းကလည်းမိမိတို့နိုင်ငံ၏လူမှုစီးပွားရေးအခြေအနေနိုင်ငံရေးတည်ငြိမ်မှုတို့အပေါ်တည်မီနေခြင်းကြောင့်နိုင်ငံအတွက်ရေရှည်ဖွံ့ဖြိုးမှုကိုဥတီထိန်ညှိနိုင်မည်စီမံချက်များချမှတ်ဆောင်ရွက်သွားရမည်ဟုဆိုအနေနဲ့လူရေပြောနေလာခုနဲ့ရုပ်ပြခြင်းနဲ့အလိုက်လူရေအခြေအနေ နိုင်ငံသူနိုင်ငံသားတွေပညာရေးအဆင့်တန်းလူသားတွေအခြေအနေနဲ့လူတို့ကိုင်မှုရွှေပြောင်းသွားလာမှုတွေသူတို့ရဲ့နေထိုင်မှုပုံစံတွေစတဲ့အခြေအနေတွေနဲ့ကျွန်တော်တို့မြန်မာနိုင်ငံရဲ့အနာဂတ်ကိုမိမောင်းဖို့ပြတဲ့နေ့မိမရက်ထိုးပြတဲ့နေ့စဉ်လူနေမှုဘဝပုံစံများကိုထုတ်ဖော်ပြသခြင်းပဲဖြစ်ပါတယ်ဒီစင်ကသာပါကိငင်းနဲ့အချက်ချက်တွေပြလာဒီနေ့ကျွန်တော်တို့ဘလူအခြေအနေရှိနေတယ်ဆိုတာကိုထင်ခပြတ်တာနေပြီးမရက်ပါမှာဘလူအခြေအနေဖြစ်လာနိုင်မယ်ဆိုတာကိုညွှန်ပြနေတဲ့ နိုင်ငံတော်ရဲ့ကျင့်ကုန်ရေးတစ်ချက်ပြောရမှာဖြစ်ပါတယ်။ဒါကြောင့်တကောင်းစီလုံလောက်စဉ်တစ်ခုလုံးအောင်မြင်စေဖို့အတွက်စီးရင်ကောင်များရဲ့မင်းမြတ်ချက်တွေကိုအချိန်ပေးပြီးပုံမှန်ပါဝင်ထိကျပေးကြတဲ့အင်တာစုဝင်များနဲ့ပြည်သူတို့တယောက်ချင်းစီအတိုင်းတိုင်းကိုလည်းထူထူကျေးဇူးတင်ရှိကြောင်းပြောကြလိုပါပဲ။ဒါပြေတကောင်းစီကောင်းရမှာစီးကောင်မှုမျိုးစုံနဲ့အဖြစ်ကဲအမျိုးမျိုးကြားကအားတဲ့ပြေပါဝင်ဆောင်ရွက်ခဲ့ကြတဲ့အစည်းအဝေးစီးရင်ကောင်တွေလည်းလုံလောက်စဉ်အောင်မြင်ရေးတဲ့ဌာနဘောင်းဆောင်က ပါဝင်ဆောင်ခဲ့သူများအားလုံးကိုလည်းဒီနေရာကဂုဏ်ပြုမတ်တပ်ဒီမှာကြောင်းနဲ့ပြောကြလို့ပါတယ်။အဲ့ဒီတော့ကြည်များခင်ဗျာမြန်မာနိုင်ငံရဲ့တကောင်းစီကောက်ယူမှုတမိုင်းကိုပြန်လဲလေ့လာသုံးသပ်ကြည့်မယ်ဆိုရင်လေ့လာရင်မြန်မာထောက်ရှာဖွင့်ဆက်နှစ်ခုနှစ်ကလည်းတော့ထောက်ပြီးတော့၄၀ခုနှစ်ရွယ်တကောင်းစီရှစ်ကြိမ်ကောက်ယူခဲ့တာကိုလည်းသိရှိရပါတယ်။အဲ့ဒီကောက်ယူခဲ့တဲ့တကောင်းစီမှတ်တမ်းတွေမှတ်ရတွေဟာနိုင်ငံရဲ့မူဝါဒကိုလမ်းညွှန်ပေးနိုင်တဲ့အရှိတရားတွေဖြစ်ပြီးရင်းဆိုင်ချုပ်တွေ့ခဲ့ရတယ် စင်ကုန်မှုအမျိုးမျိုးကိုပြင်းရှင်းကြော်လန့်နိုင်တဲ့လုပ်ငန်းလုပ်ငန်းတွေအတွက်လိုအပ်တဲ့အချက်လက်အထောက်အထားတွေအဓိကအရင်းမြစ်ပဲဖြစ်ပါတယ်။ဒါပြင်မြို့တိုင်းဈေးလက္ခဏာကိုထိတိကောက်ွယ်ပေးနိုင်တဲ့တက်တည်ထောက်ထားများဖြစ်တဲ့ကျန်းရှိနေပါတယ်။ကျွန်တော်တို့နိုင်ငံမှာလူနိုင်ရရှိပြီးတဲ့နောက်လူဦးရေတကောင်ဈေးတွေကိုတရံကတော့အတိုက်တာနဲ့ထောက်ပေါ်ခရစ်ဆက်သုံးခုနဲ့ထောက်ပေါ်ရှစ်ဆက်သုံးခုနဲ့ဒါသာ၄ခုတွေမှာကောက်ရခဲ့ပြီးအခု၂၀၂၄ခုနှစ်ဒီဇင်ဘာလ၄ရက်နေ့ကောက်ရနိုင်ခဲ့ပြီဖြစ်ပါပဲ။ ယုံကြည်အားထားရတဲ့အချက်လည်းမရှိတဲ့နိုင်ငံဟာတရက်အိမ်မှာမပါပဲတင်းမောက်ကိုထင်းချောင်းမောင်းနေတရတာနဲ့တူနေတယ်လို့ဆိုကြပါလေ။ဒါကြောင့်လေတကောင်စီရဲ့ကကျွန်တော်တို့နိုင်ငံရဲ့ပြည်မှုလမ်းကြောင်းကိုပြတ်တာနေတဲ့တရက်အိမ်မျိုးလို့တင်စားလိုပါမယ်။ဒါပြေတကောင်စီဆိုတာကနိုင်ငံရဲ့မြို့ပုတ်ချုပ်မှုနဲ့ပုံပြတွတ်တဲ့မှုတွေအတွက်အခြေခံပုံပြတစ်ခုလည်းဖြစ်ပါလေ။ဒီမှာငွေရေးဆဲသူတွေမောရချမှတ်သူတွေတွေနဲ့ပုံမကောင်းမှုနဲ့ပြည်ရဲ့ငွေကြေးပေါ်ဆောင်မှုကျန်းမာရေးဆိုင်ရာဝန်ဆောင်မှုတွေမြင့်တင်မှု လုပ်ခဲ့ခွန်တော်တွေအတိပေးဘူးဒီမှုကူညီစောင့်ရှောက်ရေးလုပ်ငန်းတွေချက်ချင်းမှုစတဲ့လုပ်ငန်းတွေတိတိယောက်ဆောင်နိုင်ဖို့ပဲတကောင်စီအချက်လက်တွေဟာယူကြည်အားထားရတဲ့နိုင်ငံရဲ့အသွေးသေးတို့လို့ဆိုနိုင်ပါမယ်တကောင်စီကောင်ရေးလုပ်ငန်းအားအလွန်ကျပြတ်ပြီးလုပ်ငန်းပုံမှန်ကြီးမားတော့တမကဝကြီးကိုကြမှုလေများများတို့နဲ့လုပ်ငန်းတခုဖြစ်ပါလေဒါပေမဲ့နိုင်ငံတော်ရဲ့လက်ရှိအခြေအနေနဲ့နိုင်ငံတော်ကထူးထူးတဲ့ရေးပဲပြည်ချက်မှန်ကန်တဲ့လူရေးဆိုင်ရာစီးအချက်လက်တွေရရှိဖို့ရေးကြည့်တာကတခြား ကုလသမဂ္ဂရဲ့အကြံပြုချက်ရနိုင်ငံတကာလူ့ကုလမှုများနဲ့ဒီတကောစည်းကိုစနေတစ်ချိန်ကောက်ရုပ်ဖို့လိုအပ်တာကတရားလို့ကြောင်းအခက်အခဲတွေစေမမှုတွေကြားလာပဲတကောစည်းကိုမဖြစ်မီကောက်ရုပ်ဖို့တောင်းအပ်ပေးဆောင်ရွက်ခဲ့ခြင်းဖြစ်ပါတယ်။အဲ့ဒါတော့ကျမခင်ဗျာဒါတော့24ခုနဲ့အပေါ်ပါတာပဲတကောစည်းကောက်ရုပ်ခဲ့ပြီးတယ်နော်နိုင်ငံတော်ရဲ့စီမံခန့်ခွဲမှုတွေနဲ့ပတ်သက်ပြီးအချက်အလက်တွေအနေနဲ့ချက်ချင်းတွန်းပြုနိုင်ဖို့ရှိပြီးလူ့ရည်စည်းရုံးကို2024ခုနှစ်ဒီဇင်ဘာလ31ရက်နေ့မှာဥစားထုတ်ပြန်ပေးခဲ့ပြီးဖြစ်ပါတယ်။ ဒီတကောင်စီအချက်အလက်တွေကိုဆန်းစစ်ဖိလာထားတဲ့ဧကနဲ့အချက်တွေနဲ့အညွန့်ကိန်းတွေပါဝင်တဲ့တကောင်စီပြမအစင်ကစားဖြစ်တဲ့ပြည်တော်စုအစင်ကစားအတုံးပြူတွေလိုလေကူကူထုတ်လို့အတုံးပြူနိုင်မဲ့အဲ့ချုပ်အစင်ကစားနဲ့စင်းစရာများပေါ်တော့ယနေ့ထုတ်ပြန်သွားမှာဖြစ်ပါလိမ့်ဒီအစင်ကစားတွေမှာတော့ဒွေးဆိုင်အချက်အလက်များရွှေ့ပြောင်းသွားလာတဲ့ပညာရေးလူသားအင်အားမတန်ဆမှုအေးအကြောင်းအရာဝေဖွားခြင်းနဲ့သိဆုံးခြင်းအကြောင်းအရာစတဲ့အခန့်ကဏ္ဍတွေပါဝင်နေဖြစ်လို့မိမိတို့နိုင်ငံအတွက်အကျိုးကျေးဇူးများစွာ ရရှိပြီးမှဖြစ်တယ်လို့နိုင်ငံတော်လုံခြုံရေးတရားဥပဒေစိုးမိုးရေးစေကနောက်ပေါင်းကိုလျှော့ချရေးစတဲ့လုံငန်းစီမံခေးမြတ်တွေလည်းများစွာအသုံးဝင်မှဖြစ်ပါလေ။ဒါပြင်လာမယ့်နောက်ဒီဇင်ဘာလ28ရက်နေ့မှာကျင်းပမယ်။ဗာဒီလိုဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးအောင်မြင်ရေးပဲအခြေခံအကြဆုံးဖြစ်တဲ့ရက်သနာရှင်စီးရင်ပြည်သူပန်ကန်ရေးဆောင်ရွက်ရမှာလေ။ဒီတကောင်စီရဲ့လူရည်ကိန်းကဏ္ဍများကအထောက်အပံ့ပြုတဲ့ရှိနေပါလေ။တကောင်စီကဘလို့ရရှိတဲ့ဒီညာရေးချင်လိုက် လုပ်ငန်းအမျိုးသားအလိုက်နေထိုင်မှုပုံစံအလိုက်ဥယျာဉ်ကိုသိရှိခြင်းအပြင်ဒါတို့နဲ့ပတ်သက်ပြီးလိုအပ်တဲ့အစီအမံတွေရေးဆွဲချမှတ်နိုင်မှုအခြေခံအရေးမိတွေကိုဖန်တီးပံ့ပိုးပေးနိုင်မှာဖြစ်တယ်လို့လိုအပ်တဲ့လုပ်ငန်းအားကိုလည်းလက်ကျင့်ဝတ်ထုတ်ပေးနိုင်မှာဖြစ်ပါတယ်နိုင်ငံပိုင်ပုဂ္ဂလိကပိုင်ဒီလိုဒီပါရေးနေမှုနံမှုလုပ်ငန်းတွေရဲ့လုပ်သားလိုအပ်ချက်တွေကိုလည်းအခြေခံပြီးနေ့စဉ်တက်ကြွတွေဝင်ခွင့်နဲ့တမွေးပညာဆိုင်ရာကျောင်းဝင်ခွင့်နဲ့ပတ်သက်တဲ့လူရည်ရာထွက်ချက်ရံမှာလည်းအခြေခံချက်လက်များပံ့ပိုးပေးနိုင်မှာဖြစ်ပါတယ် လက်ရှိလုပ်ငန်းတွေများမှာကြောက်ချင်မှုလိုအပ်တဲ့ဒါမှမဟုတ်အရေးကြီးမြင့်တင်လို့တဲ့လူသားတွေအတွက်စောက်ရဲမြင့်တင်ရေးတင်တဲ့တွေကြောက်ချင်မှုဆိုင်ရာတင်တဲ့တွေကိုရောတလူစီမံဆောင်ပေးနိုင်မှာလေဖြစ်ပါတယ်။ဒါဒီပြည်ရဲ့တဲ့လူသားအင်အားဆိုင်ရာအချက်အလက်တွေကိုချိတ်ဆက်လုပ်ပြပြီးတပည့်ပြည်ရဲ့အကြောင်းတွေတွေ့ချက်ဖွင့်လှစ်ပေးခြင်းဖြင့်ကြောက်ချင်မှုရှိတဲ့လူသားအရင်းအမြစ်ကိုပြုထောင်ပေးနိုင်တယ်လို့အလုပ်ကခွန်လမ်းတွေကိုလည်းဖန်တီးပေးနိုင်မှာဖြစ်ပါတယ်။အလားတူလူမှုဖူလုံရေးတတိယရွယ်ဦးစောင့်ချုပ်ရေး အနာဇောမြတ်အပုတ်ဒီရေးနဲ့ထောက်ပံ့ပြည်ကြီးကိစ္စရဲ့ဒီဆောင်ရရပါတယ်2024ခုနှစ်တကောင်စရင်အချက်လက်များအရမိမိတို့နိုင်ငံဤလူဦးရေသည်ဆယ်စုနှစ်များအတွင်းပထမဆုံးအကြိမ်ဖြစ်အနှဲငယ်လျှော့ချခြင်းကိုတွေ့ရှိရကြောင်းယာယီတမရဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ကပြောကြားပြီးယနေ့အောက်တိုဘာ28ရက်နနက်ပိုင်းကနေပြည်တော်ရှိမြခတတွင်ကျင်းပသည့်နှစ်ဝါ24ခုနှစ်လူဦးရေနှင့်အိမ်ချောင်းရာတကောင်စရင်ပြည်တော်စုအစီရင်ခံစာထုတ်ပြန်ခြင်း အခမ်းအနားသို့တက်ရောက်မှစကားပြောရာတွင်ယာယီသမရနိုင်ငံတော် လုံခြုံရေးနှင့်အေးချမ်းသာယာယီကော်မရှင်ဥက္ကဋ္ဌဗိုလ်ချုပ်မှဦးကြီးမင်းအောင်လှိုင်ကအထက်ပါအတိုင်းထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည် ။တကောင်စရင်ရဲ့ဖော်ပြချက်တွေဟာကျွန်တော်တို့နိုင်ငံရဲ့အခွင့်အလမ်းများနဲ့အတူရှင်တွဲပြီးလှုပ်ဆောင်ရမယ့်တာဝန်တွေကိုလည်းတပါးညှို့ဆို့ဖော်ပြလျက်ရှိပါတယ်။ကျွန်တော်တို့နိုင်ငံဟာပထဝီနိုင်ငံရေးအရအရေးပါတဲ့နိုင်ငံတစ်နိုင်ငံဖြစ်ပေမဲ့အိမ်နီးချင်းနိုင်ငံများထက်လူဦးရေတိတ်တိတ်မှုတိတိတတ်တာနည်းပါးနေပါသေးတယ်။2024ခုနှစ်တကောင်စရင်အချက်လက်တွေအရကျွန်တော်တို့နိုင်ငံရဲ့လူဦးရေဟာဆယ်စုနှစ်များအတွင်းပထမဆုံးအကြိမ်ဖြစ်အနည်းငယ်လျှော့ကျလာတာကိုတွေ့ရှိရပါတယ်။ဒါဟာမွေးဖွားနှုန်းကျဆင်းခြင်း ရွှေပြောင်းသွားလာမှုမြင်မလာခြင်းနဲ့မိသားစုပုံစံများပြောင်းလဲလာခြင်းတို့ကြောင့်စိန်ခေါ်မှုတစ်ခုဖြစ်တယ်လို့အခွင့်အလမ်းတစ်ခုလို့လည်းမှတ်ယူနိုင်ပါတယ်ဟုယာယီသမရဗိုလ်ချုပ်မူကြီးမင်းအောင်နိုင်ကပြောကြားသည်ဒီလိုမှရှိနေတဲ့လူငယ်တွေကိုဒီညာရေးချမ်းသာရေးကြောက်ချင်မှုနဲ့စတဲ့တည်မှုတွေမှာထိထိရောက်ရောက်ရည်ရွယ်မြုပ်နယ်ပြီးပြီးဒုတာရှိမိတွေကိုအရေးကြီးမြင့်နေမိမှုစီမံဆောင်ရွက်ရမယ်ဖြစ်ပါတယ်ငံတော်ကိုရဲ့အင်းအားအရေးကြီးအဖြစ်တာကနိုင်ငံတွေမှာမိတိနေထိုင်ကြတဲ့နိုင်ငံသူနိုင်ငံသားတွေရဲ့ ကိုယ်ရည်ကိုယ်သိမြင်မှမှုတဲ့စိတ်တကောင်းမှုတွေပေါ်မှာလည်းတည်မြင်နေတာဖြစ်ပါတယ်။ဒီမှာပြောချင်ချင်ပါတယ်ဒီလိုနိုင်ငံရဲ့လူမှုစီးပွားရေးအခြေအနေနိုင်ငံရဲ့တည်ငြိမ်မှုဒီလိုမှရှိနေတဲ့အလုပ်ကံခွင့်လားတွေနဲ့ဒီနိုင်ငံရဲ့နိုင်ငံရဲ့စီးပွားရေးပုံပြမှုတွေပေါ်မှာပီတိနေတာကြောင့်ကျွန်တော်တက္ကသိုလ်ရဲ့ရည်ရှိပုံပြမှုကိုလည်းဥတည်ထင်းကြီးပေးနိုင်တဲ့အစီအမံချက်တွေချမှတ်ဆောင်ရွက်ထားမှာလည်းဖြစ်ပါတယ်။ကျွန်တော်နိုင်ငံရဲ့လူငယ်တွေအကြမ်းမှာဒီပခင်ဗျားကလည်းမြန်မာနေပေမဲ့တခြင်းကမွေးလို့မြန်မာကလည်းအကျိုးဆက်ကြပါဘူး အလွတ်လွတ်နိုင်တဲ့လူငယ်တွေတွေဥယျကလည်းလက်ရှိဒီမှာမြပြနေစေဖြစ်ပါတယ်။တတိယဖြစ်ဒီမိုကရေစီဘွန်နက်စ်ရောက်တဲ့လူရည်စုလက်ရရှိနေတဲ့ကာလလည်းဖြစ်ပါတယ်။ဒါကြောင့်မို့လူရည်စုလက်ရရှိနိုင်တဲ့အချိန်ကာလမကုန်ဆုံးမီဒီလူငယ်တွေတွေကိုနိုင်ငံတော်ကူကူတွတ်တဲ့လုပ်ငန်းတွေမှာမကန်တိရောက်စားအကျိုးရှိရှိဆောက်ရနိုင်ရန်စီမံပေးမှုလေးအရေးကြီးပါတယ်။ကမ္ဘာနိုင်ငံအတော်များများမှာလူငယ်တွေကိုဒီတော်မြတ်ပြည့်စုံပြုဆောင်ပေးပြီးအတွင်လမ်းတွေ၊မော်နီချက်တွေဖြန့်ပေးတဲ့အခါမှာ သူတို့တွေကနိုင်ငံရဲ့တုတ်တက်မှုရဲ့ဘုံတွေအားဖြစ်လာတာကိုလည်းတွေးရှိရမှာဖြစ်ပါတယ်ဒီနေ့ကျွန်တော်တို့နိုင်ငံတွေကိုအကျိုးရှိရှိရင်းနှီးမြှုပ်နှံပေးခြင်းနဲ့အနာဂတ်မှာလူ့ရေးစုတဲ့ကောင်းကျိုးတွေကိုလည်းဖန်ဆုပ်နိုင်မှာလည်းဖြစ်ပါတယ်အဲ့ဒီလိုမဟုတ်ဘဲလူငယ်တွေကိုလိလိထူထားရင်တော့ဒီမိုကရက်စီဘာဒန်ရဲ့အဲ့အတူဒီညီလေးချက်မှုပြောနေတာနဲ့တူအစိုးရအခြေအနေကတော့ဒီမိုကရက်စီဂျေဆက်ဆက်ဖြစ်သွားနိုင်ပါတယ်ဒါတဲ့ကိုကျွန်တော်နိုင်ငံမှာရေးအရေးအမြင့်ရေးအရေးအမြင့် တရားသာနာအရင်းမြစ်များတဲ့လက်တော်ကြီးတွေဖြစ်မယ်ရှင်းတိရှိတတ်တဲ့လူကြီးဖြစ်ပေါ်လာစေဖို့မိမိနိုင်ငံနဲ့ကပ်ကြီးတဲ့လူကြီးမူဝါဒကိုရင်းဆွဲချမှတ်ပြီးရိုးစက်တစ်ခုလုံးတစ်ခုစာကြိုတင်မြှော်တွေးကပြည်စီဆောင်သွားကြဖို့လည်းလိုအပ်ပါတယ်အခုရေရေတို့အခုရေကြီးတတ်ချင်လို့တော့မရပါဘူးအဲ့ဒါတော့ဒီမှာခင်ဗျာအကောင်စင်းရရှိလာတဲ့ကိန်းကနေအချက်တွေဟာတရှိနိုင်ငံတော်အစိုးရအတွက်တမကနောက်အစိုးရဆက်ဆက်နိုင်ငံတော်ခုမှုထုတ်တဲ့ရေးဆိုင်ရာစီမံကိန်းတွေပေါ်ဆောင်ရဖို့လက်စင်ကအတွက်ပြနေမဲ့ ကေကနအချက်အများပဲဖြစ်ပါတယ်။ဒါကြောင့်ဒီနေ့သကောင်စီအစဉ်ကစားထုတ်ပြန်ခြင်းကိုသကောင်စီလုံငန်းစီမံချက်ရဲ့အဆုံးသတ်လို့ပြောဖို့မရနိုင်ပါဘူး။စီလိုညွှန်ပြီးဒါကြောင့်ဝါပြောတဲ့ကွန်ပျူတာတွေနဲ့နိုင်ငံပြည်နိုင်ငံတော်ကြီးတိစောက်နိုင်ဖို့နိုင်ငံကောင်းဆောင်တွေဘဝရချက်မှတ်သူတွေရုပ်မှုအဖွဲ့အစည်းတွေနဲ့နိုင်ငံသူနိုင်ငံသားတွေပြည်သူတွေကလက်တွဲညီညီကြိုးပမ်းရပဲလုံငန်းစီအစချင်းတတ်မှတ်ဆောင်ရွက်ကြပါလေဖြစ်ပါလေ။သကောင်စီကိန်းကနအချက်လက်တွေကိုအသိပညာဖြင့် အသိပညာတွေကိုဘူဝါဒအဖြစ်ပြောင်းလဲပြီးဘူဝါဒကိုဖွံ့ဖြိုးတိုးတက်မှုအဖြစ်ပြောင်းလဲနိုင်ဖို့အားလုံးပူးပေါင်းပါဝင်ကြိုးပမ်းဆောင်ရွက်ကြဖို့လေးနဲ့တိုက်တွန်းလိုပါတယ်။ဧည့်သည်များခင်ဗျာ။ဒါတော့၄၄ခုနဲ့လူအရေးနဲ့အိမ်အကြောင်းရဲ့တကောင်းစီကောက်ယူမှုကိုဒီပအကူကြီးမပါပဲပြည်ရေးအားနဲ့အောင်မြအောင်ဆောင်ရွက်ရတာဖြစ်တဲ့တွင်နိုင်ငံတော်တွေကိုရရမယ်။အမျိုးသားလူငန်းစဉ်အောင်မြင်မှုတရားလည်းဖြစ်ပါလေ။ဒီနေ့တကောင်းစီရုပ်သူစင်ကစားထုတ်ပြန်တဲ့အခါနာဟာမြန်မာနိုင်ငံသူနိုင်ငံသားများရဲ့စီးနှုတ်ညွှန်ညွှန်တဲ့စုပေါင်းအားနဲ့ ဇာတ်ခဲတဲ့ကောင်းမြတ်မှုဖြစ်ကမ္ဘာနဲ့မှာတမတ်မှတ်တဲ့ဆက်ရုံနိုင်ခြင်းလည်းဖြစ်ပါလေ။အဲ့ဒီလိုဒီမှာခင်ဗျာကျွန်တော်ရှိမှဆိုခဲ့တဲ့အတိုင်းကျွန်တော်တစ်ဆင့်ချင်းကတည်းကောင်းစီအစင်ကလာဟာကျွန်တော်နိုင်ငံရဲ့ကုကုတုတဲ့ကုတွေဘူရချမှတ်နိုင်ဖို့လက်ကျက်ရေးဖို့တခုဖြစ်အကျိုးရှိရှိသုံးပြုဖို့အရေးကြီးပါလေ။ဒီကိစ္စနဲ့အခြေလက်တွေကိုစသစ်လေးလက်တုံးတက်ပြီးဒီမိုစီဖွားဖို့ကုကုတုတဲ့ရေးအတွက်ကျိုးပါပေါ်ဆောင်ကြမှာလည်းဖြစ်ပါလေ။ဒီလိုပေါ်ဆောင်ရမှာလူငယ်လူငယ်တွေအခြေသေးမြန်မာရေးအတွက် ကြီးမဆောင်ဝဲပြီးပြီးအခွင့်အာဏာတွေမျိုးလွတ်ချက်တွေပရိပီးကြပါတယ်။ညညာရေကိုလူသားစေကွက်လူဝတ်ချက်များနဲ့ချိန်ကြည့်ပြီးပြီးခိုင်မာတဲ့အသိမမကြောင့်တင်နာများထူထောင်ပေးကြပါတယ်။ဒီပညာနဲ့မောင်းနေတဲ့အနာဂတ်ဖြစ်စေဖို့ကျွန်တော်တို့ရဲ့လောကလူသားအရာကိုပြင်ဆင်နိုင်အောင်ကြိုးစားကြပါမယ်။တကြီးရွယ်ရင်းမတန်ဆန်းသူတွေနဲ့ထိကဲ့လွယ်ဖို့သူတွေအတွက်လူမှုကာကွယ်စောင့်ရှောက်ရေးစနစ်တွေထူထောင်ပေးကြပါမယ်။နိုင်ငံရေးရည်ရှိတည်တံ့ပြီးအရေးတွေးရှိတဲ့အလုပ်ကံများပါတီပီတီချင်းရှင်ပြောင်းကြည့်ဖို့အကျိုးရှိအောင်စီမံခန့်ခွဲပေးကြပါမယ်။ ကျွန်တော်နိုင်ငံရဲ့လူ့ရေးဖွဲ့စည်းမှုနဲ့အညီရေရေနဲ့တမောအရေးမြတ်တွေကိုအကျိုးရှိရှိမျှတစွာအသုံးပြုနိုင်အောင်စီမံပေးကြပါဒီနေ့ကျောင်းသိက္ခာစာမှာရှိနေကြတဲ့ကလေးငယ်တော်မြန်မာနိုင်ငံရဲ့အနာဂတ်ကိုဘလို့မကုန်ပြောင်းဖော်ဆောင်ခဲ့အသိပညာရှင်တက်ပညာရှင်အဖြစ်မှတ်ယူပြီးပညာရေးကိုမြင့်တင်ပေးကြပါလို့မှာသားလိုပါတယ်ဒီကုချုပ်အနေနဲ့ကျွန်တော်24ခုနှစ်လူ့ရေးနဲ့အိမ်ကျောင်းရတကောင်းစင်ရတတ်ဒီမှုမူဝါဒအစီအမံခံရေးဆွဲချမှတ်သူတွေအခြားရတပ်ပြူတွေအားလုံးအကျိုးရှိရှိတုံ့ပြန်နိုင်ဖို့ 今天出点麻将，各位有没有？我们说今年买的怎么样？俺的估计。